ကချင်ပြည်နယ်ဖကန်းမြို့နယ်နတ်မော်ကျေးရွာနီးမှာအော်တိုဘားလ23ရက်နေ့ညနေ3နာရီထင်ခန်းကစွန့်ပစ်မြေစာပုံတစ်ခုမှာမြေစာပုံပြိုကျရာမှာရေမစေးသမားနှုတ်ဦးတေဆုံးကတအူးမှာထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ဒေသခံများထံမှသိရပါတယ်နမောကျေးရွာနီပအိုင်းမြေစာပုံမှာညနေဘက်ရင်မစေးတမများဝင်ရောက်ရှာဖွေစဉ်ပေနေရပတ်လည်ရှိမြေစာပုံပြိုကျရာမှာရင်မစေးတမနှုတ်ဦးတေဆုံးခဲ့ရခြင်းဖြစ်တယ်လို့အနီးနားရှိဒေသခံတို့ကပြောပါရယ် ပအိုင်းမြေစာကျောင်းမှာဖြစ်သွားခဲ့တာရေမစေးရှာနေတဲ့အချိန်အပေါ်ကနေမြေစာပုံပြိုကျခဲ့တာမြေစာပုံရဲ့အောက်ကတယောက်ကတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်မြေစာနဲ့အတူပါသွားတဲ့နေရောက်ကတော့တေဆုံသွားခဲ့တယ်အလောင်းကိုတော့ရထားပြီးပြီ မိသားစုဝင်တွေဆက်တွေရရှိရတဲ့အတွက်ရက်ရွာတာဝန်ရှိသူတွေကစုံစမ်းနေကြပါတယ်လို့သူကဆိုပါတယ်အဆိုပါတေဆုံးသူအမျိုးသားနှအူမောင်အသက်23နှစ်ဝင်းကျင်ခန့်ရှိပြီဖြစ်ကောင်းထိခိုက်ဒဏ်ရာရရှိသူအသက်14နှစ်အရွယ်ယောက်ျားလေးတအူကုန်ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ် အလားတူအော်တိုဘာလ14ရက်နေ့ကလည်းဂဒေမော်နီးရှိလောက်ကဟောင်းတစ်ခု၌ကြောက်တူးစဉ်ကမ်းပါမပြုတ်ကြကအသက်29နှစ်အရွယ်ရင်မစေးကြောက်ရှာပွေတူအမျိုးသားတူတေဆုံးသွားခဲ့တယ်လို့လည်းသိရပါဗျ။